တနင်္ဂနွေနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့အတော်တွင်ကာလမှာရှင်မန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တယ်။ရှားပိုင်ခွေနေ့လက်ဝဲပြောင်းလဲရရှိမယ်။ထူးခြားစွာကောင်းခြင်းကံနဲ့အချိုးပေးခြင်းကံတွေတွေဖွင့်ပေါ်မယ်။ခီးကိစ္စစီစဉ်သူတွေအောင်မြင်မယ်။ရတ္တန်တဲ့လူတွေအကုန်လုံးပြောင်းလဲစတင်ပြီးတော့ ထူးထူးခြားခြားဆောင်ရွက်နိုင်ခြင်းနဲ့ကောင်းသောကျိုးဆက်ဖြစ်ထွန်းခြင်းတွေကိုပေါ်ထွန်းနေတဲ့ကာလဖြစ်တဲ့ရှေ့ရနေ့မှာရပိုင်ခွင့်နဲ့ပြန်ရမယ်သို့သောရင်းနှီးသူများနဲ့စကားများတဲ့တိုက်ခတ်ရှိတယ်။ကိုယ့်ရနေ့မှာတော့ငွေကြေးခံကောင်းခြင်းလက်ဖွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရှင်မန်းချက်ထားသလောက်အောင်မြင်ခြင်းတွေကိုရရှိမယ်။ဆယ်ရနေ့မှာ အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။ရှင်မကျက်ထားခြင်းတွေရဲ့အောင်မြင်မှုရဲ့နှစ်သာရကိုရပြီးတော့အလုံးစုံဆင်ပြေမယ်။ စတရနေ့မှာအခက်အခဲတစ်မျိုးကြုံတွေ့တတ်တယ်ပြဿနာတစ်မျိုးဖြေရှင်းရတတ်တယ်ရန်တိုက်ခံနေကြထိုးတက်မှုကိုရှာဖွေရမယ်စတရနေ့မှာတော့အတော်တန်ကိုစင်ပြေတဲ့ကံတွေပေါ်တယ်အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်ပြီးတော့ကံကောင်းခြင်းရှိမယ်မေတ္တာရေးကံကောင်းမယ်မိတ်ကောင်းဆွေကောင်းထောက်ကူရ73ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မယ်စူးစီးမှုပေါင်းစည်းမှုနဲ့ပေါင်းဖက်လုံခြုံမှုတွေရဲ့ကြိုးပမ်းမှုရှိမယ် ကာလတန်ကြာဆိုင်ရထားတဲ့ပြဿနာတွေဖြေလျောင် ဖြေရှင်းပြီးချိုးဖေးသွားမယ်။ဆယ်လေးရက်နေ့မှာတော့ငွေချေးကထူးထူးခြားခြားကောင်းခြင်းလက်ဖွင့်ခြင်းလူပြည့်စုံခြင်းနဲ့စီးပွားလုပ်ငန်းကံတိုးတက်ခြင်းတို့ကိုရရှိဖန်တီးနိုင်တဲ့နေထားကောင်းကိုချုံတွေ့ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေကြာသာပြီးမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိမဲ့နှစ်ခုကိုကနန်ချိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခွရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ အလိုရှိရာကိစ္စများဆောင်ရွက်အောင်မြင်ဖို့ရရှိပါမယ်။သွားလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းခြင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့တော်တွင်မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးထူးထူးခြားခြားတိုးတက်မယ်။မိမိလိုလားချက်ညီမချက်တွေကိုစနစ်တကျအောင်မြောင်လုပ်နိုင်တဲ့ ငွေကြေးပြန်ကောင်းမဲ့လက်ဖွင့်မဲ့လိုရာပြည့်စုံမဲ့ဘဝတိုးတက်မဲ့အခက်အခဲအလုံးကြော်လွှားနိုင်တယ်။ပြည့်ရွယ်သူတွေစမ်းဖွင့်မဲ့ရှားပဲခွေနေလက်ဝယ်ပြန်ရမယ်အလုပ်တိုးတက်ခြင်းဝင်ငွေစီးပွားတိုးတက်ခြင်းမြို့နာထားသည့်တို့မှကောင်းသောကျိုးကျေးဇူးကိုရရှိပါမယ်။ရှင်းရနေရရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့ကိုယ့်ရဲ့နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်မယ်။ဆယ်ရဲ့နေ့မှာတော့ရန်နောက်ရှင်များမဲ့မှန်းနာနဲ့လက်တွေ့ကွာဟမယ်။ဆယ်တရဲ့နေ့မှာထူးထူးခြားခြားကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံနဲ့ပေါ်ပေါက်မယ်။ မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်။ဆယ်နှစ်ရည်နေမှာခရီးကိစ္စအဆင်ပြေမယ်။ရဝေးရကောင်းသောတည်င်းစကားကိုကြောင်းမယ်။ဆယ်သုံးရည်နေမှာငွေရေးကြေးကံလတ်လာပါကံထူးထူးခြားခြားကောင်းခြင်းနဲ့အဆင်ပြေခြင်းကိုကြောင်းမယ်။ဆယ်လေးရည်နေမှာရန်နဲ့ရှင်ပြီးမှအလိုရှိအပ်ပြည့်စုံခြင်းကံကောင်းခြင်းကိုကြောင်းမယ်။တပတ်တာကာလအတွင်းကြာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့သောကြံနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်။ 3 6 9ခန်းနေချိုးပြတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအညီရောင်ပန်းပွင့်ဘုရားတင်ပြီးလိုရာဆုတောင်းပေးပါဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025 November လ10ရက်နေ့14ရက်နေ့တော်တွင်မှာဘဝရည်မှန်းချက်တွေအောင်မြင်မယ်လုပ်ငန်းတည်ချစီတဲ့တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးချိုးပေးမယ် တခါမှမလုတ်ဖူးသေးတဲ့လုတ်တွေကိုလုတ်ရမယ်။တခါမှမသုံးဆွဲဘူးတဲ့အကြံဉာဏ်တွေနဲ့လုပ်ငန်းလမ်းကြောင်းတွေကိုထိုးပေါက်လုပ်ကင်ပြီးတော့တိုးတက်မယ်။ပြည့်ရွယ်သူတွေစမ်းပွင့်မယ်။နေအိမ်ရဆက်ဆက်တဲ့ဝင်းကျင်တွေမှာကောင်းသောပြောင်းလဲတွေရှိမယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတွေကိုလက်တွေ့ကောင်းထည့်ဖို့ပါ။ဘဝတိုးတက်မှုတွေရှိနေတယ်။ပြောင်းလဲခြင်းလမ်းသစ်ထွင်ခြင်းပြုရန်ဝင်မလဲတဲ့မှာရှိရနေမှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။ ခိုးရည်နေမှာရပိုင်권နဲ့လက်ဝယ်ပြန်ရခြင်းအဆင်ပြေခြင်းကြောင့်ပဲဆယ်ရည်နေရငွေချေးခံကောင်းမဲ့တပ်ဖွဲ့မဲ့ပြိုရည်သူတွေမှာစမ်းဖွဲ့မဲ့ဆယ်တရည်နေတွေမှာရှင်ပြေမှုအောင်မြင်ခြင်းနဲ့ခက်ခဲခြင်းပြေလျောင်ဆောင်ရွက်နိုင်ခြင်းရှိဆယ်တရည်နေမှာအစာပိုင်းကနူးပိုင်းမှာခက်ခဲပြီးမှအဆင်ပြေမဲ့ရခင်ပြဿနာရှိတဲ့တုတ်တွေကိုလည်းဖြေရှင်းနိုင်လိမ့်မယ်ဆယ်သောရည်နေကတော့စိတ်ချမ်းမြေ့ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဆယ်လေးရည်နေမှာ ခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်နိုင်တယ်ရက်ဝေးရကောင်းသောတည်င်းစကားနဲ့တိုးတက်ခြင်းကကြမာတွေကိုရရှိကြိုးပမ်းမဲ့နေထားကောင်းတဲ့ကကြမာတွေပေါ်ထွန်းတဲ့သဘာဝတွေကိုတွေ့ရပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးစုတွေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းတွေအကျိုးပေးပါတယ်အဝါရောက်နေမောရောက်နွံ့နေအောင်တော့ကိုဝိစားစီရင်သုံးဆွဲပြီးအလိုရှိရကိစ္စဆောင်ရွက်ပါ အဝါရောင်ပန်းမွင့်လေးတွေဖျားတင်ပြီးလောရဆူတောင်းရင်လဲဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့တော်တွင်မိတ်ကောင်းဆွေကောင်းထောက်ကူရမယ်မေတ္တာရေကန်ကောင်းမယ်မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်ရပ်တန့်ထားတဲ့တုတ်တွေပြန်လည်စတင်နိုင်တယ် ရီမန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စလုပ်ကိစ္စစီးပွားကိစ္စဂျန်စီရီမန်းချက်တွေရှေ့တိုးဆောင်ရွက်တိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်။အရင်ဝေးကကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအနှစ်သာရကိုကြုံမယ်။မိမိပေါ်မှာဆောင်ရွက်တဲ့ကိစ္စကူညီတဲ့သူတွေလည်းပေါ်လာပြီးတော့ကိုယ့်ရဲ့ဆောင်ရွက်ထားတဲ့တန်းကြောင်းတွေရဲ့အနှစ်သာရကောင်းတွေကိုလည်းကြုံမယ်။ရှေ့ရနေရတော့မိကောင်းဆွေကောင်းထောက်ကူတဲ့ဘဝတိုးတက်ခြင်းရီမန်းချက်အောင်မြင်ခြင်းကိုကြုံမယ်။ ကိုရက်နေ့မှာခရီးကိစ္စဆင်ပြေမယ်လူမျိုးခွဲချိုးပေးမယ်၁ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းချိုးပေးခြင်းကြုံမယ်၁၇ရက်နေ့မှာမှန်းနာနဲ့လက်တွေ့ကြွားမယ်နှောင့်ချက်ရှိမယ်ပြီးမှဆင်ပြေမယ်၁၇ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးဘဝတိုးတက်မှုကိုရှာဖွေနိုင်တယ်73ရက်နေ့မှာရံအားလုံးကိုကြော်ပြီးဘဝတန်လန်းပွင့်ပြီးတော့ငွေချေးကံကောင်းမယ်74ရက်နေ့မှာတော့ ရှင်ပြန်မှုတွေအောင်မြင်ပြီးတော့ထူးခြားတဲ့တိုးတက်မှုရမယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍစီဝါရေးရာဖျားပြားမှာကောင်းသောနေထားနဲ့တိုးတက်တဲ့အခြေခံဖြစ်ရတည်ရဲ့နှစ်သာရကိုရရှိမယ်တနင်္လာနေ့တောက်ချာနေကနေ့မွေးစုတွေကောင်းကျိုးပေးတယ်စနေနေ့ဇာတာပတိနေ့မွေးစုတွေဒုက္ခပေးတတ်တယ်369ခုကဏ္ဍနေ့ကျိုးပေးတယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တွေကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေဆောင်ရွက်ပါအဖြူရောင်ပန်းဝင်တွေဖျားကတ်တူပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်သာသပတိနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့14ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှသမျှအောင်မြင်မယ်ထူးခြားတဲ့ကံတလန်းနဲ့လူလားကြအောင်မြင်ခြင်းရှိမယ် အထက်ပညာဘဝတွတ်တဲ့မှုနဲ့ရည်မှန်းချက်အောင်မြင်မှုတွေရှိမယ်။ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်။မိတ်ဆွေဟောင်းများနဲ့ပြန်လည်ပူးပေါင်းပြီးအလုပ်ကိစ္စတွေလုပ်ဖို့ကြံစီမယ်။ရတတ်တဲ့လုပ်တွေစတင်နိုင်တယ်။ရှင်းရနေ့မှာရန်တိုက်ခံနေကြတဲ့တွတ်တဲ့မယ်။ကိုယ့်ရနေ့ကစာရွက်စာတန်ငွေကြေးလက်ပြောင်းလက်လွှဲသတိထားမယ်။ ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရရဆင်ပြေမယ်ဆတ္တရက်နေ့မှာဥတီကျက်သစ်နဲ့လုပ်ငန်းသစ်တွေလောက်ကဲချိုးပြေမယ်ဆနေရက်နေ့မှာရတ္တနဲ့လုပ်တဲ့စတင်ခြင်းစီဝါကံကောင်းခြင်းတွေရှိမယ်ဆတ္တောင်းရက်နေ့မှာလူရှိရောက်သူခီးသွားခြင်းမပြုရဘူးအသွမ်းလန်တွေတိုင်းသတိရှိရမယ်ရန်နဲ့ရှင်ပြေလောက်ရမယ်ဆယ်လေးရက်နေ့မှာတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့နေသားဘဝချင်းတွေကို ိုင်ဆိုင်ပြီးတော့လိုရာပြည့်စုံခြင်းနဲ့အောင်မြင်ခြင်းတွေကိုရရှိနိုင်ပါတယ်။ကျာသာပတိနေဗုဒ္ဓုနေဧကန်နေမွေးသူတွေကောင်းကျိုးပေးမယ်။တနင်္လာတောက်ကြမွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်။သုံးခုကိုကနန်းတွေအကျိုးပေးတယ်။အပြာရောင်မိခိုးရောင်နုနေရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်အောင်မြင်မှုတိုးတက်မှုရဲ့နှစ်သာတာတွေကိုရရှိမှဖြစ်ပါတယ်။ ကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာတင်ကန်းအတူတာနာပြုပေးပါကျေးဇူးတင်ပါတယ်။တောက်ကြနေပွေသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့14ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားနိုင်တယ်လူမျိုးခွဲချိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူချိုးပေးမယ်အမေဖွားတို့ကြမ်းမိတ်ချူကြမယ်ဥတီကျပြောင်းပြီးလောက်ကန်ချင်းရဲ့နောက်ခွေရ လူမျိုးကွဲအကျိုးပေးခြင်းတွေကိုပါရရှိနိုင်မယ်။အာမခံခြင်းတောင်းယူခြင်းမလို့ရအောင်။တပါးသူကုထံကပစ္စည်းလာငားရနာတို့ဝေချိလာခြင်းမပင်းနဲ့ပစ္စည်းပြတ်တတ်တယ်ဝေချိဆုံးရှုံးတတ်တယ်။တစိမ့်လူမျိုးကွဲတွေကတော့ကိုယ့်ကိုအကျိုးပေးနိုင်မယ်။ရှင်းရနေမှာဥတီကျပြောင်းပြီးလုပ်တဲ့ကိစ္စတွေကထူးထူးခြားခြားအောင်မြင်မယ်ခီးကိစ္စအဆင်ပြေမယ်။ကိုယ့်ရနေမှာငွေချေးကံကောင်းမယ်လက်ဖွဲ့မယ်။ဆယ်ရနေမှာ ထူးခြားတဲ့အလုပ်ကိစ္စ၊ဂျန်စီကိစ္စတွေဆောင်ရွက်ဆင်ပြေနိုင်တယ်။စတရရည်မှာရပိုင်ခွင့်တွေလက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်။စတရရည်ကလက်ပွင့်ကံပွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။စသောရည်မှာအပြိုင်စားလုံးကိုကြော်ပြီးဘဝတိုးတက်ခြင်း၊ရှင်မကျအောင်မြင်ခြင်းတွေကြုံမယ်။စလေးရည်မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအလိုပြည့်စုံခြင်းနဲ့ရှင်မကျအောင်မြင်ခြင်းတွေကိုရရှိမှဖြစ်ပါလေ။ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ တနေ့ကတွင်တနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံချိုးပေးတယ်အစိမ်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝစ်ဆက်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာကထိန်သင်္ကန်းကတ္တုပူဇော်ခြင်းပြုပါထူးခြားသောကောင်းခြင်းကံကြမ္မာတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ၂၀၂၅ခုနှစ် နိုဝင်ဘာလ၈ရက်ကနေ၁၄ရက်နေ့အတွက်လောကကံရတာမှတ်သမျှနှောင့်နှေးမယ်တကြိမ်မကလုပ်ပြီးမှအစဉ်ပြေမယ်အလောတကြီးမဆုံးဖြတ်နဲ့သူတစ်ပါးနဲ့တိုင်ပင်ယုံကြည်စိတ်ချရတဲ့ဆွေးနွေးပြီးမှဆုံးဖြတ်ချက်ချဒီကလာအတွင်းမှာချမ်းမရချူချင်မပေါ့နဲ့နာရရှိသွဲဖြစ်သွားတတ်တယ်။ဘာလို့လို့နောက်ဆုံးအချိန်တွေရောက်မှစိတ်ချရတယ်အနည်းငယ်မှနှောင့်နှေးတာတွေကြံ့ကြတာတွေရှိတတ်တယ်။ ို့ကြံကြံနေသူများသွားမပြောနဲ့ကို့လာတောက်ဆက်တတ်တယ်ကို့ကြံကြံသူယူပြီးတော့သုံးဆွဲသွားတတ်တယ်ရှင်းရနေ့မှာအတော်တန်ရံများတယ်စိတ်ရှိသီးခံပြီးမှဖြတ်သန်းကို့ရနေ့မှာတော့ပေါ်ပေါလာတဲ့ခြေနေတွေကကို့အတွက်ထူးကောင်းတဲ့နေထိုင်ကိုရောက်တယ်ဆယ်ရနေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလုပ်ငန်းတွေအကုန်လုံးရှေ့တိုးလောက်အောင်မြင်မယ်၁၇ရက်နေ့မှာငွေကြေးကံကောင်းကူကောင်းတယ်ပြည်ရွယ်သူတွေစမ်းပွင့်တယ် ဝေးကွာနေတဲ့ခြေသူတွေနဲ့ပြန်လဲဆင်းပြေမယ်စိတ်ညုံညင်တာပြန်လဲသက်ပြန်လို့လုပ်ရတယ်။ဆယ်နှစ်နှစ်မှာကောင်းချင်းကံနဲ့တိုးတက်ချင်းကံတွေရှိလာမယ်။အပြိုင်ဆိုင်နေကြတဲ့ကတိုးတက်မှုကိုရမယ်။ရှင်ပြန်မှုမှအောင်မြင်ပြီးတခုတည်းမကတဲ့လူတွေကိုလုပ်ကင်နိုင်တယ်။ဆက်သောရနေ့မှာရန်နှောက်ချက်တွေနဲ့ထိတိုက်တွေ့မယ်။စိတ်ပပန်းလူပပန်းဖြစ်မယ်။ဆယ်လေးရနေ့မှာတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့အစဉ်ပြေမှုတွေ ွှမ်းမှုဖြစ်တည်နေတယ်။ကြာသပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ငင်္ဂနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။36ကိုကနိုင်နေချိုးပြေးတယ်အနီအောင်ချက်ဆွေးအောင်ပန်းအောင်တို့ကို သုံးပြီးတော့အလိုရှိရာတွေဆောင်ရွက်နိုင်တယ်နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်